ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ထဲဝါခန်းထားတဲ့ဘောလုံးကွင်းသစ်ကြီးကိုခြားပြလိုက်တဲ့ United လောကမှာသူမနဲ့ဒူနေဖို့ဆိုပြီးရွေထားတဲ့ဈေးကူးတွေကကဘာငလေးတခုတော့တယောက်ချင်းစီတိုင်းမှာရှိထားခဲ့ကြပါပါလူတိုင်းမှာကိုပိုင်ကဘာလေးတွေကိုပိုင်ဈေးကူးလေးတွေကတော့ကိုစီရှိထားခဲ့ကြမှာဖြစ်ပြီးအဲလိုကိုပိုင်ဈေးကူးနဲ့ကိုပိုင်ကဘာငလေးတွေကိုလက်တွေ့ကြကြကောင်းတဲ့ဖော်သားဖို့အတွက်ကိုလည်း plan ကိုစီခြားထားခဲ့ကြပြီဖြစ်ပါလိမ့်မယ်ပရီးမီးယားလိဂ်က Manchester United အသင်းကလည်းအဲ့လိုပါပဲ ယူနိုက်တက်တင်ဟာသူတို့ရဲ့ကိုပိုင်ကဘာငယ်လေးကိုအဆင့်မြင့်တင်သွားဖို့အတွက်အကောင့်ထဲစတဲ့ဖော်ဆောင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်တင်ရဲ့ကိုပိုင်ကဘာငယ်လေးကတော့အလုံးသီးတဲ့အတိုင်းသူတို့ရဲ့အူထရဖို့ကွင်းကြီးပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်တင်ဟာလူပေါင်းတသိန်းထိဝင်ဆက်မဲ့ကွင်းတွေကြီးကိုတိစောက်သွားမယ်လို့ကြေညာခဲ့ပြီးတော့ဘူရဲတင်ပိုင်ရှင်ဖြစ်တဲ့စာဂျင်ရက်ကလစ်ကဒီကွင်းတွေကြီးဟာကမ္ဘာပေါ်မှာအကြီးမားဆုံးဘောလုံးကွင်းဖြစ်လာလိမ့်မယ်လို့လည်းပြောဆိုသွားခဲ့ပါတယ်။ယူနိုက်တက်တင်ဟာသူတို့ရဲ့အစင်လာကြီးမားတဲ့အင်ကွင်းအူထရဖို့ပြန်လှည့်ပြီးတော့ပြုပြင်မွမ်းမံမှုတွေလုံမလားကွင်းဟောင်းနေရာမှာပဲကွင်းသစ်ဆောက်သွားမလားဆိုတာစဉ်းစားနေခဲ့ကြတာပါ။ အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ 1x ဘတ်အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39633လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာလက်ရှိမှာတော့ Manchester United တဲ့တင်က Old Trafford သွေးသွေးပြန်လောင်းနေနေလူပေါင်းတသိန်းဝင်ဆက်မဲ့ကွင်းသစ်စားလို့ခြင်းနဲ့ဆန်တော့ debut ခဲ့တာဖြစ်ပါတယ် ။ Oravo ကွင်းသစ်ကြီးနဲ့ကွင်းပဝင်းကြီးကဘယ်လိုပုံစံဖြစ်လာမလဲဆိုရယ်ရှိကူးရင် model ပုံစံနဲ့အင်္ဂါနေ့မနက်မှာထွက်ပေါ်လာခဲ့ပြီးတော့စက်တင်ဘာလမှာခန့်ခဲ့တဲ့ Foster Plus ပြီးသူကအဖွဲ့ရဲ့လန်ဒန်ထားရချုံမှာပြသခဲ့တာဖြစ်ပါတယ်။ United ရဲ့ပူတွဲပိုင်ရှင်တယောက်ဖြစ်တဲ့ Sergeant Radcliffe ကလည်းအဆိုပါကွင်းသစ်တီးဆောက်မှုနဲ့ပတ်သက်ပြီးတော့ခုလိုပဲပြောသွားခဲ့ပါတယ်။ဒီနေ့က Oravo သွေးသစ်လောင်းမှုရဲ့အလဲဘိုးချက်ဖြစ်တဲ့ကမ္ဘာအကြီးမားဆုံးဘောလုံးကွင်းဖြစ်လာမယ့်မေုံနိုင်ရှားခီးကိုအစားပြုလိုက်တဲ့အထိမ်းမှန်တွေပါ။ကျွန်တော်ရဲ့လက်ရှိကွင်းယာနှစ်ပေါင်း125နှစ်ကြာတာဝန်ကျင်းပွန်သွားတဲ့ထန်းဆောင်ခဲ့ပြီးဖြစ်ပေမဲ့ အားကစားကဘာမှအကောင်းဆုံးကွင်းနေနောက်မှာကြံနေခဲ့ပါပြီ။လက်ရှိရှိနေကွင်းနေရာရဲ့ရှေ့မှာတိစောက်ချင်းအဖြစ်အိုရဖိုရဲ့အငွေ့တောက်ကိုထိမ့်သိမ်းထားနိုင်မှာဖြစ်လို့တမိုင်းဝင်အိမ်ကွင်းကနေခြေလမ်းနဲ့ငင်လှမ်းလိုက်ရုံနဲ့စစ်မှန်တဲ့အနုပညာလက်ရာကိုပြည်သက်တွေကြုံတွေ့ရမှာပါ။ကွင်းတကြီးဟာအိုရဖို area ကလူမှုတိုင်းဝိုင်းနဲ့စီးပွားရေးအတွက်အထောက်အကူပြုနိုင်မယ့်အရာဖြစ်လာမယ့်အခွင့်အဖြစ်လို့ဆောက်လုပ်စဲကာလတွေမကဘဲကွင်းပြီးသွားတဲ့အချိန်ကြိုင်မှာရေရှည်တွက်အလောက်ကန်ဖန်တီးနိုင်မှုယင်းမြုံနိုင်မှုတွေအတွက်အရေးပါလာမှာဖြစ်ပါတယ်။အစိုးရလည်းမဟာဗျူဟာရဦးစားပေးဖြစ်တဲ့အခြေခံအဆောက်ယင်းမြုံနိုင်မှုတွေဖြစ် သတ်မှတ်ထားပြီးတော့အထူးဖြင့်အင်္ဂလန်မြောက်ပိုင်းမှာဖွံ့ဖြိုးတိုးတက်လာစေမယ့်ရင်းနှီးမြှုပ်နှံမှုဖြင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဒေတာရင်းနဲ့နိုင်ငံတော်စီမံကိန်းလည်းဖြစ်တဲ့ဒီမစ်ရှင်မှာတိသာထင်ရှားတဲ့အကူအညီပေးခွင့်ရတဲ့အတွက်ကျွန်တော်အနေနဲ့ဂုဏ်ဝမ်းမြောက်မိပါတယ်ဆိုပြီးစာဂျင်ရက်ကလေးကပြောကြားသွားခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းသစ်စီမံကိန်းနဲ့ပတ်သက်လို့ပြီးခဲ့တဲ့နေ့ကထွက်ပေါ်လာခဲ့တဲ့ပုံစံတွေကတော်တော်လေးကိုလှပနေခဲ့တာလည်းမြင်တွေ့ခဲ့ရသလိုပရိသတ်တွေကလည်း Ultra Four ကွင်းသစ်ပုံစံကြီးရသဘောကျကျင်းနေခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါကွင်းသိပ်စီမံကိန်းကလာမယ့်2030လောက်ထိကြာမြင့်မွယ်ရှိတယ်လို့သိရပြီးအဲဒီအချိန်မှာ United နေနဲ့ Premier League Champions ကိုရယူသွားနိုင်မလားဆိုတာကိုတော့စောင့်ကြည့်သွားတော့မှလည်းဖြစ်ပါတယ်။ဇုံနေကြည့်မဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။